အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆီယာမဝင်းဝင်းမြင့်နှံတော်ရှိရဲ့ဝိမုံချီတန်းဆိုတဲ့ဝိထုရှိကို အခန်းဆက်ဖတ်ပြပေးနေတာအပိုင်း9ပဲဖြစ်ပါတယ်ရှင် က်ဝင်းကျင်နှင်းအဆက်အသွယ်ပြတ်သွားပြီဟုထင်မိတော်လဲတားမြစ်ပိတ်ပင်ခြင်းကမစွမ်းသာသောအတန်လိုက်များက ကြံရင်စွာပင် တုံခါရိုက်ခက်လာပြန်သည်အိုးဗျာခမရတို့ကခမရတို့ဘာဖြစ်နေနေအခုကျွန်တော်မိမမှာကိုဝင်နေကျွန်တော်ဖြစ်နေတဲ့မိသားစုဘဝမျိုးဖန်တီးခဲ့ပြီးပြီအခုချိန်မှာကျွန်တော်မိမမျက်နှာကလွဲပြီဘယ်သူ့ကိုမှမထောက်ထားနိုင်ဘူးဒါပဲဒါကျွန်တော်ဘက်ကအရှင်းဆုံးပြောလိုက်တဲ့စကားပဲ အေးပေါ်အတားရဲ့နင်ကပြောနိုင်ပြီပေါ့ကို့အမေအရွယ်လောက်ရှိတဲ့တထေးသမီးကို အပိုင်ကြံခဲ့ပြီကိုအေးပါဒီလိုတိရတော့လဲငါကဆူတောင်းပေးခဲ့ပါရဲ့နင်တို့မွေးလာတဲ့ကလေးမှာနင်ဝက်မလဲပါစေနဲ့လို့ဖေယားဖေယားအယောင်ယောင်အမမဖြင့်ဝမ်းပိုက်ပေါ်တို့လက်ဖြင့်အတာဆမ်းမိ၏မြတ်စွာဘုရားကဲ့တော်မူပါ အခုချိန်မှာအသက်ရှင်နေရဖျားတပီတော်ဒီတတိသမီးမရင်သိမ်းမဟုတ်ပါဖျားညီကိုမောင်နှမများမိတ်ဆွေတငယ်ချင်းညာချစ်တော်တင်းသိမ်းမဟုတ်ပါဖျားတူတူမကလေးများဤကြီးသိမ်းမဟုတ်ပါဖျားမောင်ချစ်တော်မမလည်းမဟုတ်ပါဖျားတပီတော်ဤဝမ်းကြတိုက်တဲ့မှာကလေးအမေဖြစ်အသက်ရှင်နေရပါတယ်ဖျားဤမှန်သောတစ္ဆာစကားကြောင့်ကလေးကြမ်းပါပါစေမုံသူတို့ဤကျိန်စာမှာ လွတ်ပါစေအမေရဲ့အမေတို့ကိုကြီးတို့ရင်ခွဲအောင်အဆက်ခွဲအောင်လှုပ်ခဲ့မိတဲ့အမိုက်မမိသိသိဘဝတစ်ခုလုံးအစိမ့်စိမ့်မောမောပြုတ်ခွဲရပါပြီအမေထိုမိမကြီးဤစကားများကိုနားထောင်ခဲ့ရပြီနောင်အံ့ဩတုန်လှုပ်စွာအေးဆက်တောင်းခဲလျက်အတိမဲ့နေသောအဖြစ်မှမျက်ရည်ပူများသည် အလိမ့်လိုက်အလိမ့်လိုက်ကြွေကျလာခဲ့ပြီအမေနှင့်မိသားစုကိုခြံရိတ်ခဲ့စဉ်က မျက်ရည်တပိုးတပေါင်းမှမကြခဲ့တော့အသည်မှသူ၏ငိုခွဲကချိန်ချိန်သေးလေပြီအတာတို့သားမိသားဖာရင်းအခန်းတကားကိုထုရိုက်ဖြက်စီးပြီးဖွေွေဝင်လာကြတော့မမရင်မာတတိလက်လွန်းမေ့မျောနေသည်ပြန်လဲတတိရလာတော့အခါအတကိုမတွေ့ရရခမကြီးတွေကတော့ကျင်နာစွာဖေးမှပြည့်စုလျက်သမီးလေးစိတ်လျှော့တာနော်ဖြေးသားလိုဖြေးပါတော့ငါသမီးရဲ့ ။ဟာသမီးမွေးပွားပြီးတော့မှကြိုက်တယ်လို့ဆုံးဖြတ်။သမီးဖြစ်ချင်တာအကုန်ဖြစ်စေရမယ်။ကုသိုလ်ကံတည်တည်လေးကောင်းခဲ့၍အဖေအစားအမေအစားရတယ်လို့ရောက်ကမများကတိမ့်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 နဲ့ပါဇက်ပြားကမချပဲပြုစုယူရချသည်။ဇေယဝန်၊ဇေဝါအစားတော့ကအစားဘာမှမလို့အောင်ဂယုစိုက်သည်။အတာကိုတော့၃ရက်လောက်ကြာသည့်အထိမြင်ခွေတွင်ခွေမရ။ သူအကြောင်းကိုလေလူကြီးတွေကတခေါမမဟာသူကိုမမေးဘူးဟုစိတ်ကိုတင်းထားသည်။나ကြီးစိတ်မုံတီစိတ်တွေကလည်းအလိမ့်လိုက်တက်လာသည်။တွေ့ရင်တော့ဟူချင်းလျက်ရန်လိုရန်အသင့်ပြင်ထားသည်။တခါတခါကြပြန်တော့သူ့အတန်ချိုမြမြတွေသူ့အယူရတွေကိုတောင်းတမိပြန်သည်။ချစ်မဆွဲလက်မှုနှင့် ြောင်ရွတ်ဆက်ဆုံမှုတို့သည်တမမြတ်တာစွာပင်ရောထွေးနေတော့ဤအတောက်သူ့တော်ကြီးမှာခဏပို့ထားတယ်။တမိသိခံစားနေရတဲ့အချိန်မှာ စိတ်လိုက်မှန်ပါရဖြစ်ကုန်ရင်တစ်ချက်ကနှစ်ချက်ဖြစ်မဆိုးလို့အမေတော့ယုံပါအေး။တမိမမွေးဘူးပဲမင်းမချင်းကိုရင်စားပါတယ်။ဒူမြမင်းမသားဘွားတစ်ခဏဆိုရှုံးပြီ။တခါမှတော့တခါပဲရှုံးမပေါ့။စိတ်လိုက်မှန်ပါနဲ့ခါခါမှရင်ခါခါရှုံးမှာ။အမေရဲ့တိမ့်တိမ့်တော့ တည်ကျင်တော့တာပါပဲ။အိုးအဲ့လိုအောက်မေ့မကောင်းပါဘူးလုံမရဲ့မဟုတ်တာ။စိတ်ဆင်းရဲတိုင်းသာတည်ကျင်ရရင်ဒီလောကမှာလူရှိမှမဟုတ်ဘူး။လူတိုင်းလူတိုင်းပဲစိတ်ဆင်းရဲเสียရဆိုတာတစ်ခုမဟုတ်တစ်ခုကြုံရတာကြီးပဲ။အဲ့လိုစိတ်ဆင်းရဲเสียကြုံလာတိုင်းဒီဒုက္ခတွေငါတယောက်တည်းကိုသာဖိခံနေရတယ်လို့တွေးမိကြတာကြီးပါပဲ။အေးအေးတည်လို့ရစတဲ့ဆိုရင်ဟိုအတာလဲတည်ကျင်မှာသူချစ်တဲ့မိန်းကလေးလဲတည်ကျင်မှာ အမေလည်းကိုသားမိုက်အတွက်ရှတ်တာနဲ့ကိုသိချင်တာပါပဲတင်းတင်းရဲ့။တမီသူသူများရဲ့မယံငယ်မဖြစ်ချင်ဦးမေ။ချွေးမနှုတ်မခက်ခဲပင်မစွာထွက်လာတော့နှလုံးသွေးစကားများအတွေ့ရောက်ခမမြင့်ရေးကြရသည်။တမီကအိမ်ကိုခြေစုံကံပြီးထွက်လာခဲ့တာပါအမေ။ခြေစုံကံရုံနေမကဘူး။ငယ်စင်းဖြတ်ပြီးထွက်ခဲ့တာပါ။တမီလေသူ့ကိုတိတ်ပြီးယုံလည်ခဲ့မိရဲ့အမေရဲ့။ တသက်လုံးဒီတခါပဲချစ်ချစ်ခဲ့ဘူးလားပါမေတမီခုလည်းသူ့ကိုဟိုမမုန်းနိုင်သေးဘူးမေသူနဲ့ क्वे ရင်တမီတည်မလားမသိဘူးအတီညာမျက်စိစုံလုံးကန့်လျက်ရှက်ယွန့်ချင်းစီပေါင်းမကိုတက်မှတ်မှုအဟုံဖြင့်မိုင်မဲစွာ ဖြတ်ကျော်မိပြန်သည်ဟုတ်ပါပြီတမီကိုအမိနားလဲပါတယ်တမီကတောင်းကိုချစ်တယ်လို့တောင်းကလည်းတမီကိုချစ်တာပါပဲခဲပါ၏ လောလောဆယ်တော့ဘာမှတွေးမနေနဲ့ဦးဒီကိစ္စအသွေးပူပူနဲ့လောကြီးဖြစ်ရှင်းလို့လည်းဖြစ်သေးတာမဟုတ်ဘူးအခုတော့ငါသမီးရောငါမီးရောနေကောင်းဖို့အရေးကြီးပါတယ်အလုပ်တစ်ခုကိုမလုပ်ခင်ကတည်းကအကြံဉာဏ်ကောင်းနေစီမံဖန်တီးတဲ့သူတို့ဘလို့အကွက်ကွင်းဘလို့ပုံစံမျိုးနေရောက်လာမည်ဟုဒုံရင်သိန်းကမြုံနေနေခဲ့သည် ဖြာနာခြင်းဝေဒနာနှင့်လူမမအဖြစ်ရောက်လာခဲ့သောချစ်သူကို

တွေ့ရသောရပိုင်းအတွင်းမှတိတိတသာပင်ချသွားတာကိုလေအသေးချလေးကျင်လာခဲ့သောမာယာများဟုသာထင်နေမိသည်တရင်တရိုင်နှင်လျှောက်လာသောခြေလှမ်းများဖြော့တော်သည့်ရုပ်ရည်နေကျင်မစ်စင်နေသောမျက်လုံးများနှင့်ကိုရီချစ်ချစ်တောက်ပူနေသည့်ကြားမှအိမ်ယာပေါ်မှ ပလက်ကလေးလက်အုပ်ကြီးလျက်မျက်ရည်တွေတသွင်သွင်စီးကြကားအတန်ကားတော့တိတ်ဆိတ်နေသည် အတန်တိတ်ပေါ့လေအတာဆိုသောလူတယောက်ဤတိတ်ဆိတ်ခြင်းများစွာကိုသတိလျင်ဥညွတ်မြဲထုံးစံအတိုင်းပင်မယားဝတ္တရားတွေကို အမှုအဆမောမွားလေးဖြစ်သည့်အထိကြည်ခဲ့ပြန်လေသည်တခါတခါမှာတော့မောင်ကမမရင်ကိုတကယ်ပဲချစ်ခဲ့တာလားမချစ်ပဲဖန်တီးယူခဲ့တာလားဆိုတာအမှန်အတိုင်းသိခြင်းမြန်သည် တည်ရသောတတိကိုလည်းတဖြည်းဖြည်းမွေးယူခဲ့သည်စိုးရိမ်နာကတော့မောင်ကအမှန်အတိုင်းဝေမခံမှာကိုပင်ဖြစ်သည်မမရင်သည် မောင်ကိုချစ်လဲချစ်၏ဆွေးလန်းဆွေးလန်း၏သို့သောစိတ်ချလက်ချမယုံရဲတာအတွက်ဝမ်းနည်းရသည်မောင်ရဲ့တသက်မှာတခါပြောတာမျိုးပဲဖြစ်ဖြစ်မမရင်မိသားလေးကိုတော့အမှန်တိုင်းဖြည့်စမ်းပါ မရင်ကိုတနာစရာလည်းမလိုကြောက်စရာလည်းမလိုညလည်းမညာနဲ့လေမောင်ဘလို့ပဲဖြစ်ဖြစ်မမရင်ခံနိုင်ရင်ရှိအောင်တက်တိမွေးထားပါဗယ်မမကမောင်ကိုအတိတ်အထင်သေးသွားပြီနော်ထားပါလေမောင်မားခဲ့တယ်ပဲထားပါမောင်မအပြစ်ရှိပါတယ်မမကဒီထက်မကားတဲ့အပြစ်ပေးမယ်ဆိုတော့မှမောင်ကခံရအောင်ပါ မမကိုဂရီပေးပါတယ်မမတည်ရင်လည်းမေးပါ ောင်တကယ်ကိုလေးလေးလက်လက်ဖြေပါမယ်။မင်းမမကိုဘာဖြစ်လို့မရရယူခဲ့တာလဲ။စမ်းတက်မှုတစ်ခုလောက်ကြည့်တာ။ဘာ?ဘာရဲ့?မောင်တက်တန်းတလျှောက်လုံးမှာမမရဲ့အနေအထိုင်းအပြောအဆိုပုံစံမျိုးတယောက်မှမတွေ့ခဲ့ဘူးဘူး။တိမ်လုံးကသဘောကောင်းကြတယ်ပျော့ပျော့နေကြတယ်။မမကမနေဘူးတယောက်ထဲတီးတဲ့မမလိုအပြူကြီးတယောက်မှချစ်တတ်တဲ့အသေးနှလုံးရှိမရှိ။ အရန်ကိုတိကျင်ခဲ့တာတိကျင်လို့မောင်းကိုစိတ်မဝင်စားဝင်စားအောင်တမင်ဖန်တီးကြည့်တာပဲဒါပေမဲ့မမရေမောင်မှားခဲ့ပါလေမမကမောင်းကိုတကယ်ချစ်တာပဲတောင်လောကလုံးပေါ်မှာချစ်ရမယ့်အချစ်တွေမောင်းအပေါ်မှာများပုံချစ်သလားလို့ထင်ရလောက်အောင်မမမောင်းကိုချစ်တာသိရတော့မောင်ကလေးမမကိုတကယ်ပဲပြန်ချစ်ခဲ့တာပါဒါနဲ့မြန်မောင်ရေကိုတကယ်ချစ်တဲ့မိမကိုဒုက္ခရအောင်မောင်မမိမရှိနေရဲ့နဲ့ အလုံးစိတ်စင်းရအောင်လုပ်ရတဲ့ဒါလူမှုရေးစောက်စီရမယ်ကိစ္စလို့မတွေးမိခဲ့ဘူးလားအိုးမောင်ဘက်ကရှင်းခဲ့ပြီသားပဲမမရဲ့မောင်ထွက်မလာခင် သူနဲ့အပြည့်ရှင်းခဲ့တာပဲမင်းကငါမပေါင်းလို့တော့ဆိုပြီးပြောင်းပြောခဲ့တာပဲလူကြီးတွေဟာနှစ်ဖက်စလုံးလက်မခံခဲ့ဘူးမဟုတ်လားမမဒီမှာမောင်ပြောမယ်သူနဲ့မောင်နဲ့ချစ်လို့ယူခဲ့တာဘယ်မိဘကမှပေးစားလို့ယူခဲ့တာမဟုတ်ဘူး အခုရေစက်ကုံလို့ကွဲတယ်ဘယ်မိဘကတားလို့ရမှာလဲအဲ့ဒီစိတ်သဘောထားမှညီမျှတာဒီကြောင့်မောင်ရောက်ချင်ရရောက်ဆိုပြီးထွက်ခဲ့တာမောင်ရဲ့ဒါဖြစ်လေဒီနေရာကိုပြန်လာရသေးတယ်음ခုခလုတ်ထီတော့လေအမိတားခဲ့မိတာပေါ့လေအယူရှင်နေဖြစ်ရမှာစိုးလို့အဖေစီကြိုးစားရေးပြီးရှင်းပြပေးဖို့နားဖူခဲ့ပါတယ်မောင်တို့ရောက်တဲ့နေ့ကအဖေသူတို့စီကိုတွားနေတာ မောင်မင်းကလေးသည်မောင်နှုတ်နေသောမြို့ကလေးနှင့်သုံးမိုင်ခန့်ဝေးသည့်ရွာကြီးတရွာကဖြစ်သည်တောရွာဆိုပင်မဲချမ်းချမ်းသာသာကျွဲဝသောကြောင့်အဝေးပြေးကားသုံးစီးလောက်ထောင်ထားသည် မောင်က အဝေးပြေးကားတစ်စီးကိုမောင်လျင်စီးပွားရှာခဲ့သည်ဂူရောမောင်မှာအလုတ်လက်မဲ့ဖြစ်နေသည်မမရင်ပါလာတော့ငွေစများကို တတိတတိနှင့်ထုတ်ပေးနေရသည် ရှည်ရည်အတွက်တွေးကြည့်လျင်နှင်းတွေမှုန်နေသောမြင်ကွင်းကိုကြည့်ရသလိုပင်ဘာကိုမှမမြင်နိုင်အောင်ရှိနေသည် မမရင်ရောက်စားကလူသည်မထုတ်ပေးခဲ့တော်လေတဖြည်းဖြည်းနှင်းပြောင်းလဲလာသောအခြေအနေကြောင့်လူအပ်လျင်သုံးဆွဲရန်ချမ်းရသေးသည်မဟုတ်လို့ရပြီဟဲ့ဟုတ်လားဘာလို့လဲကားမောင်းနဲ့လှုပ်ဖဲပေါ့မမရေမောင်ကကားပဲမောင်းတတ်တာ ကားပဲမောင်းရမှာပေါ့တပတ်ကိုနှစ်ခါလောက်ခီးထွက်ရမယ်သူစကားကိုကြားပြီးနောက်မေးခွန်းဆက်မေးရန်မဝိမရေဖြစ်သွားသည်ဘသူကားကိုမောင်းမှလဲဟု မမေးရင်မေးနေစရာလည်းမလို မောင်းပတ်ဝန်းကျင်မှာကားပိုင်းဆိုလို့မောင်းရခမကြီးကလွဲပြီးဘသူမှမရှိအမှန်အတိုင်းပင်ရခမကားကိုပြန်မောင်းတီထားသူ့မိမနဲ့သူ့ပြန်ပောင်းတီထား မမရင်မဘာမှကန့်ကွက်ပိုင်ခွင့်မရှိ မမရင်ဒီနောင်ရဲအတွက်တွေ့ဝေစာပြုလာသည်ဒီလိုဘဝမျိုးနဲ့တက်တက်လုံးနေရတော့မှလားသူတို့မှာကမပြတ်မသားတွေက အများကြီးလူကြီးချင်းကလည်းခင်မင်ရင်နှီးဆွဲရှိစီပွားရေးကလည်းဆက်ဆက်လူငယ်ချင်းကလည်းတက်တူရွေများ လောကငရဲတွင်မှ ပူလောင်မှုများစွာကိုတမြင့်မြေခံစားနေရသည်တယောက်เทပါပဲအားလုံးကိုစွန့်ရဲခဲ့သူဤတက်တိများမှတက်ပြောက်ငှက်ပြောက်ဘယ်ရောက်ကုန်မှမသိအားငယ်စိတ်မကျင်နှစိတ်ဝမ်းနေစီတို့ဖြင့်အတွေးတွေထွေးလာရှုပ်နေတော့သည် ဘယ်ဘဝဝင့်ကြီးချောင်းဒီလောက်များတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်နေရမှမသိဘူး။နောင်တဘဝဆိုရင်တော့ဒီထက်ကြီးမားတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်ရမှာပဲ။သူများအတိုက်အမြင်ကိုဖျက်တဲ့အပြစ်ထက်ကြီးတာဘာရှိသေးလဲ။တွေးရင်တွေးရင်တန်တရာကိုကြောက်လာသည်။မောင်မချင်းတုံးမြဲကြီးရဲ့မှာဆက်လျှောက်တင်တည်ရဲ့လား။နောက်ဆုတ်ရမှာလား။ ွေ့ထွက်သွားရမှာလားတကယ်တမ်းလောက်ရမည့်အလုပ်ကတော့လမ်းသစ်ရှာဖွေဖို့သာဖြစ်ကြောင်းနားလေခဲ့ရသည်ဒါပေမဲ့စိတ်လဲမဲမှာလောက်ရမရနိုင်သောဝင်းတော့ဝင်းမိုးကြီးတစ်ခုအတွက်အချိန်ကိုစောင့်ဆိုင်နေရသည်သူကတော့အရာရာကို ပော့ပော့တန်တန်တွေးလျက်အပြုံးမပြဲအပြုံးမပြဲရှည်ရည်နောင်ရည်တွေကိုလည်းလေးလေးနက်နက်မတွေး ြန်လာရင်တော့အစာအတောက်တွေအဝတ်အထည်တွေနဲ့ငွေတွေအများကြီးပါလာတတ်သည်ပြီးတော့ယောက်ျားကလေးမိန်းမကလေးမှန်းမသိနိုင်သေးသည့်သူကလေးတွေအဝတ်ကလေးတွေအယုတ်ကလေးတွေကိုရောကလေးအုံဆောင်ပစ္စည်းတွေကိုရောဝယ်လာသည်ခါတိုင်းတပတ်မှနှစ်ခါသာ ခရီးထွက်လေရှိရမှတပတ်မှနှစ်ရက်လောက်သာ အိမ်မှနားတော့ဤ သူကတော့မျက်နာမပြဲပြုံးရွှင်စွာပင်ကလေးဖေဖြစ်တော့မှဆိုတော့ကြိုးစားရတယ်တဖွာဖွာပြောနေသည်မမရင်အဖိုးကတော့သူဘာပဲပြောပြောယုံစားရန်ခက်နေ၏စိတ်ကိုယ်လေးနိုင်နေအောင် အမျိုးမျိုးဖြတ်ထားတာမို့သူနှင်းသူရှာဖွေခဲ့သောပစ္စည်းများကို အစိတ်တပွဲ အောင်မိနေမိသည် ဒီလိုနှစ်ပင်သူ့ရင်သွေးကိုရောက်ခမကြီးများဤဆောက်ရှောက်မှုဖြင့်ချုံးမောစွာမွေးဖွားခဲ့သည်အဲ့ဒီနေ့ကသမီးမမွေးပါစေနဲ့မမွေးပါစေနဲ့ဟုဘိုက်တွေနာနေသည့်ကြားမှဆုတောင်းခဲ့ရသည်ตาလေးဟုကြားလိုက်စင်မှာဝေဒနာတွေစိုးရိမ်မှုတွေအကုန်ကင်းပခဲ့သည်ဝမ်းသာစိတ်ကြောင့်အာမန်တွေပြည့်ဝနေခဲ့သည် တကယ်လို့များတမီးလေးမွေးခဲ့လျင်မိဘများဤဝတ်ကြွေးကြောင်မုံသူတို့ဤကျိန်စာကြောင်အကြီးတန်းသောဘဝမျိုးဖြစ်လာမည်လားဟု ပူရမှာตาကိုတော့အမိတသက်လုံးအားကိုးရတော့မေအရာအလုံးကိုရင်ဆိုင်ရန်ဆုံးဖြတ်ပြလိုက်သည်မမရင်ဤအတွေ့ထဲမှာမောင်ကိုအတက်နိုင်ဆုံးဖဲထုတ်ထားသည်မောင်နှင့်ပတ်သက်သမျှမတိအောင်စူးစမ်းပြီး နားပိတ်ထားခဲ့ရသည်တရားသည့်တိုင်စိတ်မဝင်စားမခံစားဖြစ်အောင်နေခဲ့သည်မတိကျင်အောင်ဆောင်ခဲ့သည်ဒါပေမဲ့ချစ်သူဤမျက်တော်တစ်ဖက်ဖြက်ကိုမြင်ုံဖြင့်သူ့အသေးနှလုံးမှာမိမဗနီယောက်ကိုနေရပေးထားပြီလေဆိုတာကောင်းကောင်းသိတာပေါ့သူ့အပေါ်မှာဘာဆိုဘာမှအပြစ်မတင်ခဲ့တာဟာသူ့ကိုချစ်တာထဲ ကိုဘဝကိုကြည့်ရအောင်မှမို့ပြန်၍ထူထောင်ရမှအောင်မို့သာ ဖြစ်သည်သူကိုအပြေးပိုင်ခွဲခွာသွားရင်သူ့မိမပီတာစွာစီမံရတော့သည်ตา၆လလောက်ရောက်တော့မန္တလေးမှာရှိနေသောအချစ်ဆုံးတငယ်ချင်းထံသို့အကျိုးအကြောင်းဆုံဆုံရင်း၍စားတဆောင်ထဲလိုက်သည်အကြံကောင်းညံကောင်းလေးများပေးပါအောင်ဟုလဲတွေးတိုးဆန်းလိုက်သည် တငယ်ချင်းသည်စားရရချင်းစားထည့်လိုက်သည့်လိပ်စာကိုကြည့်၍လူကလေးတယောက်ကိုခေါ်ကားမောကြီးပန်းကြီးရောက်ချလာတော့သည်ဒီလိုချင်းနေမျိုးနဲ့ဒီလောက်ထိအောက်ရင်တီးခတ်နေတာများအံ့ဩပါရဲ့ကိုဘွားကိုမျိုးရုံနဲ့ဘာမှမဆိုင်ဘူးကဲဘာမှပြောမနေနဲ့ပြန်မယ်တင်တင်ကအပြူကြီးပြီးပြီးပြက်သားစွာပင်ခေါ်၏ထိုအချိန်မှာအတာရှိမနေပါနေလူကိုစောင့်နေတဲ့တိတ်တိတ် နေရတဲ့စားတဲ့ကအတိုင်းပြက်သားမှဖြစ်မှဆိုရင်တော့ဘာမှငင်းမနေနဲ့လိုက်တာလိုက်ခဲ့ငါကုန်တောင်းဝင်ယူတယ်တကယ်တမ်းပြက်သားဖို့ကြုံလာတော့ခါတလျှောက်လုံးကောင်းခဲ့တော့ရောက်ခမများကိုအားနာနေသည်ဘာမပြောညာမပြောနှင်းသူ့နှစ်သားကိုခွဲပြေးရမှာတနာနေသည်တွေ့ကြည့်တော့ခါမမရင်သည် မောင်ကိုမသိခင်ကယုံခဲ့၏ အကြောင်းသိပြီးပြန်တော့လေစိတ်ရှုပ်ရှုပ်နှစ်ပင်ဆက်၍မယုံမကြည်နှင်းအပြစ်မတင်မဲနေခဲ့သည်မမြင်နိုင်သောမေတ္တာတရားနှစ်သာချစ်ခင်ဆုံးမဲ့ပြီးတန်ရောစဉ်ဖွဲ့နှောင်ရပ်ပတ်ခဲ့ခြင်းသာဖြစ်သည်တကယ်တမ်းတရားဝင်တရားရုံးမှလက်ထပ်တာမျိုးပင် မလုပ်ခဲ့ရသူအိမ်သို့လိုက်လာပြီးနှစ်ရက်မြောက်သည့်နေ့မှာပင်ကြေတနာတွင်နှင်း အပူတွေနှင်းရေဆိုင်ခဲ့ရတာဘာလက်မှန်းမှလဲထိုးကျင်စိတ်မရှိဒါပေမဲ့မိဘများနှင်းကိုကိုွယ်သည့်ဖုန်တော်ကြီးအပါဝင်ရဲ့ရွာလူကြီးများကိုတော့မင်္ဂလာဦးစွန်းကလေးကဲ့၍အတိအမှတ်ပြုခဲ့သည်အဲ့ဒါနေကန်ကောင်းတာအခုပဲလိုက်ခဲ့တော့အဲ့ဒီကောင်နေကို ပြန်ခေါ်စရာတဲ့ဝင်ဘာမှလုပ်လို့မရဘူးတင်တင်ကတော့တတုတုနှင်းနားချီ ကိုတိုင်းကလည်းဘဝ၏အချိုးဆက်တစ်ခုကိုပြောင်းလဲပြည့်ရန်ဆုံးဖြတ်ခဲ့ပြီးဖြစ်၏။ငယ်ဘဝ၏အစ်စ်ပိုင်းကိုတော့တိခနေဖြက်ပြစ်နိုင်ခဲ့တာအချစ်ရမအီအဟုန်ချောင်းဖြစ်သည်။နောက်တဘဝကိုဖြက်ပြစ်ရမှာကတော့မဖြစ်သင့်မှန်းသိသောအတိတရားနှင့်ရှင်သောအတိစိတ်ကြောင့်ပင်ဖြစ်သည်။မလုံတဲ့နာကိုလုတ်ခဲတော့ကလွယ်သလောက် လုတ်တင်တောင်ကိုလှုပ်ရဲမှုအတွက်နှောင့်နှေးနေသည်မောင်ကြီးမမရင်ရင်ပြက်သားတဲ့ဆုံးဖြတ်ချက်ကိုမနှောက်ရှက်ပါနဲ့တော့မမရင်မောင်ကိုမေးလိုက်ပြီးဆိုတော့စာတစောင်ရေး၍ထားခဲ့သည်ယောက်မများကိုတော့မုံရွာကအမနာအအလဲလိုက်သွားအောင်မယ်ဟုညာရသည် လူကြီးတွေကတော့မတိချင်အောင်ဆောင်းကောင်းလာသည် ဘာပဲဖြစ်ဖြစ်လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်သွားတဲ့ချွေးမအတွက်တိတ်ဆိတ်စွာပင်ကူညီကြသည်တမီးရင်သာဖြစ်ခဲ့ပြီဆိုရင်လေအငယ်နောက်ဘဝနှင်းတက်တက်လုံးနေဖို့ခွင့်ပြုမှာမဟုတ်ငါတမီးစိတ်တိုင်းကြလို့သာစီမံသွားပါညီယောက်ျားအတွက်ငါတို့တာဝန်ယူရမယ်တကယ်တော့ဒီကောင်သာမပြတ်သားတာပါသူလောက်ရမယ်လောက်ကငါတမီးကရင်ကွဲခံပြီးလှုပ်သွားမှတော့ဒီကောင်မနှောက်ရှက်စေရဘူး ယခုမှများကတာဝန်ယူသည်အတအဖေကသူ့မိကြီးကိုနန်းရှုံလျက်မျက်ရည်တွေကျနေတာမြင်တော့ငိုရပြန်သည်နောက်ဆုံးတော့အရာအလုံးသည်မှုံဝါးစွာပင်ကျန်ခဲ့တော့သည်ဒီနေ့ပိုင်းမှာတော့တာပေတူအဖေဖြစ်တောင်းရင်တာပေတူအမေတိမ့်တိမ့်တစ်ဖြစ်လေဒေါ်ရင်တိမ့်ဖြစ်သက် ဒေါ်ရင်သိန်းတငယ်ချင်းတင်းတင်းအဖြစ်အန်နာဒေါ်ရင်သိန်းရခမအဖြစ်ဒီမိုးဆက်ချောင်းပြောသူနဲ့မေတော်အဖြစ်ရီချေတို့ကအတူပူးပေါင်းတင်ဆက်ထားဖြစ်ပါတယ်ရှင်အပိုင်းရှစ်မှာပြန်တွေ့ပါမယ်နော်အဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်